မင်္ဂလာရှိတဲ့မြန်မာနှစ်သစ်အခါသမယပါအဲ့တော့မြန်မာနှစ်သစ်အခါသမယမှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတက်လာတဲ့နေလိုတိုးလာတဲ့ရေလိုတိုးတက်အောင်မြင်မှုများရရှိကြပါစေကြောင်းချစ်ခင်စွာဆုမွန်ကောင်းတောင်းအပ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနှစ်သစ်မှာကျွန်တော်တို့မှာစိန်ခေါ်မှုတွေလည်းများစွာရှိပါတယ်ကျွန်တော်တို့မကြသေးမီကတော့ဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ ငလင်ဘေးဒဏ်ကိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေခံစားခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူသားတွေရဲ့မေတ္တာတရားကိုကျော်လွန်နိုင်တဲ့သဘောဝဘေးအန္တရာယ်ဆိုတာမရှိပါဘူး။ဒါကြောင့်သဘောဝဘေးအန္တရာယ်စိန်ခေါ်မှုကို လာမယ့်နှစ်သစ်မှာကျွန်တော်တို့လူသားတွေရဲ့မေတ္တာတရားနဲ့ရင်ဆိုင်ကျော်လွှားပြီးတော့မှပြန်လည်ထူထောင်ရေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုကျွန်တော်တို့အားလုံးစီးလုံးညီညွတ်ချစ်ကြည်စွာဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ဒါကြောင့် ျွန်တော်တို့ဘဝမှာကျိုးတုတ်တအောင်စူးစမ်းကြတဲ့နေရာမှာလည်းဒီလိုပါပဲအခက်ခဲကြီးတာဟာရည်မှန်းချက်ကြီးလို့ဖြစ်တယ်ဆိုတော့စိတ်တက်နဲ့စူးစမ်းမယ်ဆိုရင်ကျွန်တော်တို့အောင်မြင်မှုတွေရရှိကြမှာဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာရှိတဲ့မြန်မာနှစ်သစ်အခါသမယမှာလူချင်းတို့ကိုသူတော်ကောင်းတို့ရဲ့အစဉ်တစား6မျိုးအကြောင်းကိုချစ်ခင်စွာမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့လူမှာလူရယ်လို့ဖြစ်လာရင်ကျွန်တော်တို့အစဉ်တစားဆိုတာရှိတယ် တော့ဒီနေ့ခင်မှာတော့ဟာလာကျွန်တော်တို့ကပါလဲ brand ဖြစ်တဲ့ brand တွေကိုကျွန်တော်တို့ကဝစ်ကြတယ်နော်ဟာကားဆိုရင်လည်း brand ဖြစ်တဲ့ကားတွေစီးကြတယ်အစင်တစားအနေနဲ့ branded ပစ္စည်းတွေကိုလူမှဆင်ရင်ကြဘလောက်ပဲလူချင်းမင်းက branded ပစ္စည်းတွေဆင်ထားဆင်ထားလူချင်းမင်းရဲ့လူရဲ့တန်ဖိုးလူရဲ့သူတော်ကောင်းဖြစ်ဖို့ဆိုရင်ကောင်းမွန်မှန်ကန်တဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် မှန်ကန်တဲ့သူတော်ကောင်းတွေမှာစင်မြဲမဲ့အစဉ်တစား6မျိုးရှိတယ်ဆိုတာကိုဇဏကြနိတိကျမ်းမှာနိတိဆရာကြီးတွေကအခုလို့ဖွင့်ဆိုထားပါတယ်။ကဲဘလို့လဲသူတော်ကောင်းတွေအစဉ်တစား6မျိုးအကြောင်းသိကြမှာလား။နှစ်သစ်မှာသူတော်ကောင်းတွေရဲ့အစဉ်တစား6မျိုးကိုမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာစင်မြဲနိုင်မှုအတွက်ကြည့်ကြည့်လိုက်ကြရအောင်ပါ။နံပါတ်1ကတော့ဥကောင်းဖြစ်တယ်။ဥကောင်းထက်မှာ ဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးရဲ့ခြေတော်ရာကိုကျွန်တော်တို့ဟာပူဇော်ထားဖို့ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအတွက်ဖြစ်ပါတယ်။အခြားသောကျွန်တော်တို့အခြားသောကိုးကွယ်ရာဘာသာဝင်အခြားဘာသာဝင်ညီကိုမောင်နှမတွေအနေနဲ့လည်းမိမိတို့ကိုးကွယ်တဲ့ဘာသာအသီးသီးရဲ့အထွတ်အမြတ်ပေါ့နော်မိမိတို့ရဲ့ဘာသာရေးဆိုင်ရာတင်ယူမှုဘာသာရေးဆိုင်ရာကျွန်တော်တို့သင်ကြားမှုတွေကိုဥကောင်းထက်မှာအမြဲတမ်းစင်မြန်းထားတဲ့မှာ နောက်တစ်ခါတော့ကျွန်တော်တို့ရဲ့နားနှစ်ဖက်မှာအကြအမြင်ဘ ഹു တုတ္တတွေကိုစင်မြန်းထားမှာဖြစ်ပါတယ်အကြအမြင်ဘ ഹു တုတ္တတွေကိုစင်မြန်းထားခြင်းအပြင်ကျွန်တော်တို့ဘဝမှာမှန်ကန်တဲ့ထိရောက်တဲ့ကောင်းမွန်တဲ့ဆောင်ရွက်မှုတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကတွင်းမှာတော့မှန်ကန်သောသစ္စာစကားကိုစင်မြန်းထားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လက်နှစ်ဖက်မှာပေကန်လူတန်းခြင်းဆိုတဲ့အစဉ်တစားတွေကိုစင်မြန်းထားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့လက်ယုံနှစ်ဖက်မှာအောင်မြင်ခြင်းဆိုတဲ့အစဉ်တစားတွေကိုစင်မြန်းထားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာရဲရင်ခြင်းဆိုတဲ့အစဉ်တစားတွေကိုစင်မြန်းထားမယ်ဆိုရင်တော့လူချင်းမတို့ဟာမင်္ဂလာရှိတဲ့မြန်မာနှစ်သက်မှာသူတော်ကောင်းတို့ရဲ့အစဉ်တစား6မျိုးကိုစင်မြန်းပြီးသားဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာရှိတဲ့မြန်မာနှစ်သက်မှာသူတော်ကောင်းတို့ရဲ့အစဉ်တစား6မျိုးကိုစင်မြန်းနိုင်မှုအတွက်လူချင်းမတို့ကိုချစ်ခင်စွာ မျှဝေပေးလိုက်ပါတယ်။ကျွန်တော်မျှဝေမှုကနေလူကျွန်တော်အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။ဒါကြောင့်မင်္ဂလာရှိတဲ့မြန်မာနှစ်သက်မှာကျွန်တော်တို့အလုံးနှစ်ဆတိုးအောင်အလုံးနှစ်ဆတိုးပြီးတော့စ조사အားထုတ်ပြီးတော့မှကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းကျွန်တော်တို့ရဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်အတူတကွစ조사အားထုတ်တည်ဆောက်ကြပါစို့အဲ့တော့မင်္ဂလာရှိတဲ့မြန်မာနှစ်သက်မှာလူချင်းတို့ကိုကျွန်တော်ပ စာအုပ်လက်ဆောင်မြန်မာနှစ်သစ်စာအုပ်လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်သစ်မှာလည်းပဲကျွန်တော် live အစီအစဉ်တွေကိုတောက်လျှောက်ထုတ်လွှင့်လာတယ်เนาะဒီနေ့ညမှာလည်းကျွန်တော်တို့ဒီနှစ်ဆန်းတရက်နေ့အတွက်မင်္ဂလာမြန်မာနှစ်သစ်เนาะကျွန်တော်တို့ဒီ a true special live ကိုလည်းထုတ်လွှင့်ပေးဦးမှာဖြစ်ပါတယ်ဒီနေ့ည၈နာရီမှာဒါကြောင့်ဒီ season တွေမှာလည်းကျွန်တော်စာအုပ်လက်ဆောင်တွေတောက်လျှောက်ပေးခဲ့တယ်အဲ့တော့ရုံးတွေပြန်ဖွင့်တဲ့အခါမှာ အဲကျွန်တော်တို့ဒီစာအုပ်တွေကိုရွေးချယ်ပြီးတော့တခါတည်းပေးมาဖြစ်တယ်အဲ့တော့ဒီ season မှာလည်းကျွန်တော်တို့စာအုပ်လက်ဆောင်၅အုပ်ပေးဦးมาဖြစ်တယ်အဲ့တော့ဒီ season မှာပါဝင်ရင်ကျွန်တော်အခုဒီ season လေးကို video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီက၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အမှုပညာမြောက်စွာအောင်မြင်ခြင်းအောင်မြင်ခြင်းလက်ဆောင်ပျော်ရွှင်တဲ့အလုပ်အောင်မြင်တဲ့ဘဝအမှုပညာမြောက်စွာ ဟောပြောခြင်းနဲ့ တင့်ကောင်းမှာတရဖူစောင်းနိုင်မှုစာအုပ်၅ဥကို၅ဥကိုတယောက်ကိုတအုံနှုံးနဲ့ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူစာအုပ်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့တင်ကောင်းပါလို့ပါတယ်မင်္ဂလာရှိတဲ့မြန်မာနှစ်သစ်မှာကျွန်တော်တို့နှစ်သစ်ကိုတင်ယူမှုအစ်စ်နဲ့စတင်ခြင်းတဲ့သူတွေအတွက်တော့ကျွန်တော်ကိုယ်တိုင်တင်ကြားမယ်စကားစွန့်ရည်တင်တဲ့ business presentations master class ဖွင့်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တင်တဲ့ဟိုတက်လာတဲ့ချိန်ကျွန်တော်တက်လာကိုတင်တဲ့တစ်မျိုးပဲဖွင့်တယ် April မှာတော့ကျွန်တော်တို့က ငလင်ဘေးကူညီလူတိုင်းရဲ့ခီးစဉ်တွေတွားရောက်နေတာဖြစ်တဲ့အတွက်တင်နန်းအစ်စ်မဖွင့်ခဲ့ဘူးအခုလာမယ့်မေလမှာတော့ကျွန်တော်တို့တင်နန်းအစ်စ်ဖွင့်လွှင့်မှာဖြစ်တဲ့စကားစွန့်ရင်တင်နန်းဖြစ်တယ်အဲ့တော့မြန်မာနစ်တဲ့မှာမိမိတို့ရဲ့စကားစွန့်ရင်ကိုမြင့်တင်ပြီးအောင်မြင်မှုတိစောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်နိုင်တယ် online တင်နန်းတွေအခုလာမယ့်9လပိုင်း6ရက်နေ့အင်္ဂါနေ့စ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေသမှမဆိုတက်နိုင်တယ်အပြင်လူတွေတင်နန်းကတော့ 9လပိုင်းကျွန်တော်တို့က10ရက်နေ့နဲ့17ရက်နေ့စနေကျွန်းနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ ML သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်အောင်မှာဖြစ်တယ်။အဲ့တော့မြန်မာနှစ်သစ်မှာမိမိတို့ရဲ့စကားဆွေးင်ကိုမြင့်တင်အောင်မြင်ခြင်းတဲ့တို့တိုင်းစကားဆွေးင်တန်းမှာတွေ့ကြမယ်။တန်းတက်ခြင်းနံပါတ်ဖုန်းနံပါတ်ရေကောမမမင်းနဲ့ message မှာစင်ပေးရပြီပါ messenger မှာရေးရပြီပါကျွန်တော်တို့ team ကညီရင်ညီမတွေကဆက်သွယ်ပေးမယ်အခု season ကြည့်တဲ့ drive ကို20% discount ပေးထားပါတယ်အသေးစိတ်အချက်လက်တွေကိုကျွန်တော် deep page ရဲ့အပေါ်ဆုံးမှာလည်း video file တင်ပေးထားပါတယ်မြန်မာနှစ်သစ်မှာအလုံးနှစတိုးတက်အောင်စ조사အားထုတ်ပြီးတော့မှနှစတိုးစ조사ပြီးတော့မှမိမိတို့ရဲ့ဘဝမိမိတို့ရဲ့လူဖွဲ့စည်းမိမိတို့ရဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်စ조사အားထုတ်လိုက်ကြပါစို့ we must work together we must build our nation